ဂျာထဲမှာ 15TCV တို့ HyperOS 3တို့ကိုမိတ်ဆက်နေရင်းနဲ့ကတ်တိုးလေးမိတ်ဆက်သွားတဲ့ဟာတခုရှိပါတယ်အဲ့ဒါတော့ Redmi Pad 2 Pro ပါမင်္ဂလာပါဒီဗီဒီယိုလေးကတော့ Xiaomi 15T series တွေနဲ့ Redmi Pad 2 Pro အကြောင်းရယ်အဲ့ဒီနေ့ကမိတ်ဆက်သွားတဲ့ device ပါတယ်ပါတယ်ဆိုတာကိုထပ်ပြီးတော့ဖြစ်ပြောပြမိတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ Xiaomi 15 T3 မှာအသုံးပြုနိုင်တဲ့ HyperOS 3တွေ AI feature တွေအကြောင်းတော့ကျွန်တော်ဗီဒီယိုတင်ပေးခဲ့ပြီးပေါ့ဒီအရတော့ Xiaomi 15 T series မှာပါဝင်တဲ့ဈေးနှုန်းတွေ spec တွေအကြောင်းကို recap ပြန်ပြောပြီးမှာပါဈေးနှုန်းအနေနဲ့ကကျွန်တော်တို့15 T ဟာ649 euro နဲ့ဝယ်ရမှာမြန်မာငွေ9000နဲ့သာမြှောက်ကြည့်လိုက် um 15 T blue ကတော့899 800 9000နဲ့မြှောက်ကြည့်ဈေးရယူရုပ်မှာရောင်းတာဖြစ်တဲ့အတွက်တော့များတယ်ကျွန်တော်တို့မြန်မာပြည်ဝင်လာတဲ့အနေအထားတစ်ခု ရောက်ခဲ့တယ်ဟိဆိုရင်မနစ်ကဈေးနှုန်းတွေကိုမှန်းပြီးပြောရရင် 15T ဒီ30ပတ်ချလဲရှိနိုင်တယ်လို့ 15T ဘလို့ဆိုရင်30ဝန်းကျင်လောက်အနေနဲ့ဝင်ရောက်နိုင်နေပေါ့နော်ဒါကကျွန်တော်တို့ 14T 14T Pro ရဲ့ဈေးနှုန်းကိုအခြေခံပြီးတော့ပြောတာပါအဲ Xiaomi official အနေနဲ့ဘယ်လောက်သတ်မှတ်ပြီးရောင်းမယ်ဆိုတော့ကျွန်တော်တို့မသိသေးဘူးပေါ့အမှန်ဆုံးသူတို့ပြောသွားတာတော့ Xiaomi T series ကလူတိုင်းအတွက် innovative ဖြစ်တဲ့ flagship နည်းပညာတွေကိုဈေးတက်တာတဲ့နှုန်းထားတစ်ခုနဲ့တုံးလို့ရအောင်ထုတ်ပေးတဲ့ဖုန်းတစ်ခုအနေနဲ့ပြောသွားတယ် အဲတိထားတင်တာကဒီ Xiaomi T series တွေကကျွန်တော်တို့ Redmi K series တွေကို ပြန်ပြီးတော့အဲ global version အနေနဲ့ထွက်တိုင်လို့လည်းပြောလို့ရတယ်အဲတူလားဆိုတော့ပုံစံတွေ့ပြဒီဇိုင်းသားနာ battery ပါညာတော့တူချင်မှတူမယ်ဒီနေ့မှဆိုရင် hardware spec တော်တော်များများဟာ K80 Ultra ရဲ့ global version ဆိုရင် Xiaomi 15 T Pro တော့ပြောလို့ရတယ်အဲနောက်တစ်ခါ Xiaomi 15 T ဆိုရင်ခင်ဗျားတို့လက်ထဲမှာခြင်ထားရဲ့ Tower 4ရဲ့ global version လို့ပြောလို့ရတယ် ိုကောင်းလာတာတော့ဒီ series တွေမှာ performance ဦးစားပေးတယ်ဆိုတာထက်အပြင်ကိုမှဒီ camera feature တွေ video capability ကိုသူ့ဈေးတန်းသူရဲ့ spec တူတရုတ်ဖုန်းတွေဖြစ်တဲ့ G series တွေထက်ပိုကောင်းတဲ့အတွေ့အကြုံတွေရအောင်ဒါ Leica Corlab လောက်ထားတဲ့ camera setup တွေထည့်ပေးထားတာ telephoto lens တွေပါလာတာ 14D အခု 15D series တွေမှာပို့ပြီးတော့ မိုက်လာတယ်လို့ပြောလို့ရတယ်ဒီဇိုင်းမိုင်းအသွင်ပြင်နေနေဆိုရင်လည်းဒီနှစ်မှာအရင်ကြီးပြောင်းလဲထားတာမရှိပေမဲ့ပရီမီယံဆန်တဲ့ဒီဇိုင်းကိုပူရအောင်လုပ်ပေးထားတယ်လို့သူ့ရဲ့ gold color ကလည်းတော်တော်မိုက်တယ်ဒီနေရာမှာသိထားတဲ့နာ Xiaomi 15T Pro တခုပဲ high strand aluminum frame metal frame ကိုတုံးပေးထားတာပေါ့နော်ကျွန်တော်တို့ Xiaomi 15T ကိုဝယ်ရင်တော့ composite frame အနေထားပဲထည့်ပေးထားတာတွေ့ရတယ် မျက်နှာပြင်အကျဉ်းခံနိုင်မှုအတွက် Corning Gorilla Glass 7i နောက်ဖက်မှာကျွန်တော် Fiber Glass ကိုသုံးပေးထားသလို IP68 ပါရာဖြစ်တဲ့အတွက်ကျွန်တော် 3m မှာရေစိမ်ခံနိုင်တဲ့ဖုန်းတစ်လုံးအနေနဲ့ထုတ်ပေးထားပါတယ်တော်တော်လေးသူ့ရဲ့ဒီဇိုင်းအသားနာဟာလှသွားသလိုကင်မရာဘက်မှာဆိုလဲသူကတော့ clear look လုပ်ထားတဲ့ minimalist ဖြစ်တဲ့ကင်မရာဘန့်ကိုသုံးပေးထားတယ်ဆိုပြီးတော့တေချာပွဲမှာတော့ဒီဇိုင်းအတွင်ပြိုင်နဲ့ပတ်သက်ပြီးကြော်ညာသွားတယ်အယောင် color အနေနဲ့ကတော့ gold grey plus ဆိုပြီးတော့၃ယောက် ဝယ်ယူရရှိနိုင်တာပါ Xiaomi 15 T series ရဲ့ကင်မရာအားလုံးက Leica နဲ့ collab လုပ်ထားတဲ့ triple camera setup ကိုပဲတက်ဆင်ပေးထားတယ်အကောင်းဆုံးလို့ပြောရမှာတော့ Pro ဆိုတဲ့ model အတိုင်း Xiaomi 15 T Pro ကအမိုက်ဆုံးဖြစ်နိုင်တဲ့ main sensor အနေနဲ့ဆိုရင်လည်း50 megapixel light fusion 900 sensor ကိုသုံးပေးထားတာဖြစ်တဲ့အတွက်ပုံမကောင်းမွန်တဲ့ပုံရိပ်အရည်အသွေးတွေကိုရနိုင်တယ်လို့ image processing ဘိုင်းမှာဆိုရင်လည်းသူ့ရဲ့ flagship model ဖြစ်တဲ့ Xiaomi 15 Ultra မှာပါတဲ့ AI SPD အကုန်လုံးကို 15T Pro မှာအသုံးပြုနိုင်တယ်ဆိုပြီးတော့သူ့ရဲ့ပွဲမှာကြော်ညာတော့တာတွေးရတယ်။ပုံမှန်နဲ့ 15MP telephoto lens ကဆိုရင်လည်း 5A optical zone ရပြီးတော့ကျွန်တော်တို့ Xiaomi T series တွေမှာပထမဆုံးအာ periscope optical stretcher နဲ့ရအောင်ဆောက်ပေးထားတယ်ဆိုပြီးတော့တွေ့ရတယ်။သူကြော်ညာသွားတာကိုကျွန်တော်မြန်မာလိုနားလည်အောင်ရှင်းပြရရင်ဗျာ။ပုံမှန်ငါးစားရှဲလို့ရတဲ့သူ့ရဲ့ telephoto lens ကကျွန်တော်တို့၁၀စားချရမယ်။ 10x အနေထားနဲ့ရိုက်မယ်ဟဲ့ဆိုရင်တော့ optical zone quality အနေထားတိုင်း ရနိုင်တယ်။နောက်28ပေါ့နော်အစ20ချဲ့ရနိုင်တယ်။ Airtrus Zone မှုလည်းပါတယ်လို့ပြောထားတယ်။နောက်ထပ်ကျွန်တော်တို့အဲကြွားတာပဲပြောရမှာပေါ့ဗျာ S25 Ultra တို့နောက်ပြီးရင် iPhone 17 Pro Max တို့နဲ့အဲပုံရိပ်တွေတော်တော်များများရှင်ရိုက်ပြသွားတာကိုတွေ့ရတယ်။အဲ့တော့ကျွန်တော်ပြောနေရင်အဲကျွန်တော်ကရှောက်ပြောရဖြစ်မလို့သူ့ရဲ့ပွဲမှာအဲသူတို့ရှင်းပြထားတဲ့ပုံရိပ်တွေကိုကျွန်တော်ပြပေးလိုက်မယ်။ ပထမဆုံး5 8ဖိုတိုနဲ့ရိုက်တဲ့နေရာမှာသူ့ရဲ့ပုံထွက်ကကောင်းတယ်ပေါ့ပုံမှန်ဒါ။နောက် Denny Optical Zone ပါတယ် S24 Ultra Dead Town သူပြတဲ့ပုံတွေမှာဆိုရင်ตัวตูก้าวน่ะเลยရှင်းပြရဲပေါ့เนาะ digital zone ဖြစ်သွားပြီမြဲလူမျက်နာအနေထားကိုရတဲ့နေရာမှာ तू อ่ะပိုကောင်းတယ်ဆိုပြီးတော့จောညာตั้วပြန်ရောနောက်တစ်ခါကျွန်တော်တို့ဒီ 20h ပေါ့เนาะ तू อ่ะပါတာ 5h ပဲပါတဲ့အနေထားကိုရှင်းရိုက်တဲ့နေရာမှာဆိုရင်ဒီ day တွေတက်ချာတွေ तू อ่ะအရန်ကောင်းတယ်ဆိုပြီးတော့ ုံးစံတိုင်းပေါ့ဗျာကိုဗစ်စီးကိုတအားအမုန်းတွင်ပြီးကြော်ညာသွားတာတွေ့ရတယ်ဒါပေမဲ့ခင်ဗျားတို့အရင်ကြီးတော့မဟိုက်ပါနဲ့အပြင်ထွက်လာပြီးကိုစမ်းကြည့်မှပဲဘယ်လောက်ကောင်းတော့သိရမယ် reality ကြကြဖြစ်နိုင်တာကိုရှင်းပြသွားတာလည်းပါပါတယ်မနစ်ကထွက်ခဲ့တဲ့ 14T Pro နဲ့ 15T Pro ရဲ့ zoom ဆွဲရိုက်တဲ့အနေထားမှာဆိုရင်တိတိတသာ 15T Pro မှာပုံမကောင်းမှုပြီးတော့ရှက်ဖြစ်တဲ့ပုံရိပ်တွေကိုရနိုင်နေဆိုတာ တွေ့ပါလိမ့်မယ်ထုံးစံတိုင်းသူကဒီ like a portrait နော် master portrait တီမာဆိုရင်လဲအဲကျွန်တော်တို့လူရဲ့ skin tone တွေ detail တွေအရန်ကောင်းပြီးတော့ပုံထွက်ကောင်းကောင်းလေးတွေရနိုင်တာမိုက်တယ်ပေါ့ဗျာဒါကတော့သူတို့ကြွေနေကြအတိုင်းပဲဒီနေရာမှာကျွန်တော်တို့ထပ်ဖြည့်ပြီးပြောရမှာဟိုထူးထူးခြားခြားပေါ့နော်အာ like a street photography က 15T Pro series မှာစပြီးတော့ပါလာပြီအဲ့တော့ဟိုကျွန်တော် street photo တွေအလွယ်တကူရရင်လဲဒီထဲမှာပြတဲ့ပုံကြီးလိုအနေထားတွေကိုရိုက်လို့ရနိုင်နေဆိုတာ ်သိလိမ့်မယ်။နောက်ပါဝင်တဲ့တွဲမကပစ်စဲ Air for White Lens ကလည်းသူရိုက်ပြထားတဲ့ပုံရိပ်တွေကတော့တော်တော်ကောင်းပါတယ်။ Night shot အနေထားရိုက်တဲ့ဟိဆိုရင်တော့ဒီမှာပြထားတဲ့ detail တွေ၊ shape net တွေရတာဆိုတော့အပြင်ရောက်ရင်လည်းဒီလောက်ကောင်းရင်တော့မိုက်တယ်ပေါ့နော်။အဲ့တော့ ဒီလိုပုံထွက်အနေထားတွေကို like a collab လုပ်ပြီးတော့ရနိုင်တယ်ဒီနေရာမှာ Xiaomi 15T ရဲ့ camera setup ကိုလည်းတခါလေးပြောပြလိုက်မယ်ပေါ့နော် 15T ကပုံမှန်စာမျက်ပုံမှာဖတ်လိုက်ပြီးဟိဆိုရင် travel camera setup ပါလာခြင်းတော့တူတယ် 15MP အဲကျွန်တော် main camera ပါမယ်50 MP telephoto lens နောက်ပြီးရင်ကျွန်တော် 12MP ultrawide lens ကဒီတိုင်းကြီးလာရင်တော့တူတယ်တကယ်တော့မတူဘူး sensor ဆိုရင် main camera မှာကကျွန်တော်တို့ light fusion 800ပေါ့နော်ကျွန်တော်တို့ China version မှာဆို900 800 sensor ကိုပဲသုံးပေးထားတာနောက်ဒီက ောင်မှာသုံးထားတဲ့ lens ဆိုရင်ကျွန်တော်တို့က 15T Pro မှာဆိုရင် 7P lens ပေါ့နော်ရှေ့က lens အသေးလေးတွေခုနှစ်ခုနဲ့အဲကျွန်တော်တို့ဒီ lens ပေါ်မှာသုံးထားတဲ့ coating တွေ technology တွေတော့တူညီပေမဲ့ 15T မှာဆိုရင်တော့ 6P lens ရှေ့က lens 6ခုလေးပဲပါတယ်အဲပြောရရင်တော့ဗျာအဲ့လို 7P lens 6P lens 8P lens ဆို lens အရည်အတွက်ပုံများတဲ့ကောင်တွေကပုံမိုပြီးတော့ကြည်လင်ပြတ်သားတဲ့ပုံရိပ်ကိုရနိုင်တယ်လို့အဲဒါပေမဲ့ 15T မှာတော့ sensor site ကလည်းနည်းနည်းလေးပိုသေးမယ် 6P lens နဲ့ပဲ သုံးရမယ်ဒါက main camera telephoto မှာဆိုရင်ကျွန်တော်တို့ကဒီ 15T Pro ကိုဝယ်ရင်အာ 5x ပေါ့နော်ငားစားချဲ့လို့ရတဲ့ optical zone နဲ့သုံးရမယ် 15T မှာတော့ 2x optical zone ရတဲ့ 47mm 4K လက်ညီတဲ့ telephoto lens ပဲပါမယ်အဲ့တော့ပိုကောင်းတာတော့ telephoto lens မှာဆိုရင်လေအဲကျွန်တော်တို့ 15T Pro မှာပိုကောင်းတယ် ultra wide lens ကတော့အကျဉ်းအားဖြင့်တော့အတူတူပဲဒါပေမဲ့ sensor အသေးစိတ်ပါညာကိုဒီဖုန်းတွေ unboxing လုပ်ခဲ့ပြင်အသေးစိတ်ပြန်ရှင်ပြီးတော့ ြောပြပါမယ်။သူကတော့တည်ရတဲ့အတိုင်းပဲဗျာ။သူရဲ့ launch ဖြစ်တာအတွက်သူရဲ့ပုံရိပ်အရည်သွေး quality တော်တော်များများဟာအရင်မိုက်တဲ့အရင်ကောင်းတဲ့ပုံရိပ်တွေကိုရနိုင်နေဆိုတာအသေးစိတ် ကြော်ညာသွားတာကျွန်တော်ပွဲမှာတွေးခဲ့ရတယ်။ Video capability ဘိုင်းနဲ့ပတ်သက်ရင်လည်း Xiaomi 15T Pro ကတော်တော်မိုက်လာတယ်လို့ပြောလို့ရတယ်။ပါဝင်တဲ့ lens ပေါ့နော်ကျွန်တော်တို့ main lens telephoto လို့ ultra wide lens တွေအားလုံးနဲ့ HDR 10 plus အနေထား support ပေးပြီးတော့အကုန်လုံးမှာရိုက်လို့ရတယ်။ဒါအောင်လဲကျွန်တော်ဒီမှာ video လေးပြထားတယ်။တခါတည်းကြည့်လိုက်ပေါ့နော်10 plus ကပါဝင်တဲ့ lens တွေအားလုံးမှာအသုံးပြုလို့ရတယ်။ 4K 120fps main camera နဲ့ရိုက်လို့ရတယ်။နောက် dampic law အနေထားသုံးလို့ရတယ်လို့ကျွန်တော်တို့ project ဗီဒီယိုရိုက်ချင်တဲ့သူတွေအတွက်ကျွန်တော်တို့ lab professional editing ကိုလည်းဒီကောင်မှာ အသုံးပြုနိုင်တာဟာ video file နဲ့ပတ်သက်ပြီးတော့တိုးတက်လာတဲ့အချက်ဖြစ်တဲ့ Xiaomi 15 team မှာတော့ dampic law 4K 60 FPS ပဲကျွန်တော်တို့ရိုက်လို့ရမယ် editing လုပ်ချင်တဲ့ haze တော့ lab custom import လုပ်ပြီးတော့ color profile တွေကိုပြင်လို့ရပါမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပိုကောင်းတာတော့15 T Pro ကပိုကောင်းတဲ့အတွေ့အကြုံကို ရမယ်ပေါ့သူကြော်ညာသွားတဲ့အထင်းမှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတာကတော့ Xiaomi offline communication ပါဒါက Xiaomi 15T series နှစ်မျိုးလုံးမှာအသုံးပြုနိုင်မှာပါ Pro ဝယ်ဝယ်ရိုးရိုးဝယ်ဝယ်ဒီ feature ကိုသုံးလို့ရပါတယ်အဲကျွန်တော်တို့ကဒီ wifi connection နေအဲကျွန်တော် internet connection နေမမီတဲ့နေရာမှာဆိုရင်တော့ bluetooth နဲ့1.9 km အကွာဝေးအနေထားဒီဖုန်းပြောလို့ရတယ်ဆိုပြီးတော့ဒီမှာတော့ ကြုံရသွားတာတွေ့ရတယ်ဗျာဘလို့သုံးလို့ရနိုင်တော့လက်တွေ့အသုံးချမှုပိုင်းမှာတော့မပြောတတ်ဘူးအဲ့တော့ communication file နဲ့ပတ်သက်ပြီးအသေးစိတ်ထောက်ပံ့ပေးနိုင်ဖို့လဲ T1S ပေါ့နော်ကျွန်တော်တို့ဒါကျွန်တော်တို့ China phone တွေမှာလည်းတွေ့ရတဲ့ chipset ကိုဒီထဲမှာထည့်ပေးပြီးတော့အကောင်ဆုံးထောက်ပံ့ပေးမယ်လို့ပြောထားတာတွေ့ရတယ်လို့ display ဘိုင်းမှာတော့ 15T Pro ရော 15T ရောအတူတူအနေထားလို့ပြောလို့ရတယ်တိတိတတ်တာကွဲပြားခြားနားသွားတာက T Pro ကိုဝယ်ရင် 144Hz နဲ့သုံးရမယ်ဒါပေမဲ့ကျွန်တော်တို့က 15T ကိုဝယ်ရင်တော့ 120Hz နဲ့သုံးရမယ် ကြာပါဝင်တဲ့ကျွန်တော် 155k resolution ရတာ၄ PPI 400ကျော် dual bit pan နဲ့သုံးထားတာ HDR template support ပြီးတာ IK feature တွေပါတာအားလုံးအားလုံးကအခြေခံအားဖြင့်တော့ကျွန်တော်တို့တော်တော်များများတူညီတယ် that sampling rate 480 hz ရတာအထီးဗျာတော်တော်တူညီတယ်အဲ့တော့ကျွန်တော်တို့ကဟိုပုံမှန် 144s မမှတ်ဘူးဆိုရင်တော့အဲ Xiaomi 15 T မှာတင်တူညီတဲ့ display အနေထားကိုသုံးရမယ် ပေါင်နဲ့ speaker တွေကလည်း Dolby Atmos support ပေးတယ်ဆိုတော့ထွက်လာမှာပဲကျွန်တော်တို့အသေးစိတ်ဒါကစမ်းကြည့်ရမယ်အနေထားပါကိုယ့်လက်ထဲရောက်မှာတခြားပြောနိုင်မယ်စွမ်းဆောင်ရည်ပိုင်းအတွက်ကတော့ Xiaomi 15T Pro ဝင် K80A Ultra မှာပါဝင်နေ Dimensity 9400 Plus ကိုသုံးပေးထားမယ်ဒီကောင်မှာထုံးစံတိုင်းပေါ့နော်ကျွန်တော်ဘေးဘက်ချိန်ပါ IQ Plus နီးပညာပါညာထည့်ထားတဲ့အတွက်ကတော့ပို့ပြီးတော့အပူထိမ့်နိုင်မယ်လို့လည်းညွှန်လင်းလို့ရတယ်။ Xiaomi 15T ကတော့ ဒါဝိုဖိုးမှာပါတဲ့6400 Ultra ကိုပဲတုံးပေးထားတာတွေ့ရတယ်အဲ့တော့ performance ကတော့တိတိတတ်တာ 15T Pro မှာပိုကောင်းမယ်အမ် battery ဘိုင်းအကျဉ်းအားဖြင့်ကြည့်ရင်နှစ်ခုလုံးဒီ9500 mAh battery ကိုသုံးပေးထားတယ်။ Xiaomi 15T Pro ကတော့ပိုပြီးတော့ flash စံတယ်လို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ 50W 50W wireless charging ပါတယ်လို့ 90W ကြိုးပေါ့နော် cable charging နဲ့တွင်းလို့ရမယ်။ 15T ကတော့ 67W charging support ပေးထားတာတွေ့ရပါတယ်။ ဒါကသူ့မှာပါဝင်တဲ့အကျန်း feature တွေအားလုံးကိုပြောသွားတာအဲ့တော့ကျွန်တော်တို့ရှိမှဟို intro မှာပြောခဲ့တဲ့ AI feature က 15T ကိုဝယ်ဝယ် 15T Pro ကိုဝယ်ဝယ်အကုန်လုံးသုံးလို့ရနိုင်ပါတယ်အဲ့တော့ဟိုကိုကဗျာဟိုကင်မရာဆက်ရက်ကိုခဏမိထားလို့ရတယ်အရန်အကောင်ကြီးကိုမလိုဘူးဟိဆိုရင်ဟို AI သုံးမဲ့သူတွေအတွက်က 15T က okay တယ်ဒါပေမဲ့ကိုက ဟိုဝယ်လိုက်ဖုန်းတစ်လုံးကိုကင်လိုက်ပြီးဆိုတာနဲ့အကောင်းဆုံးဆိုတဲ့ကင်မရာပုံတွေးအည်သွေးစွမ်းဆောင်ရည်ပြီး AI feature တွေကိုမြင်မြန်သုံးကျင်နေဟိတ်ဆိုရင်တော့ 15T Pro ထိတက်ဝယ်ဖို့လိုပါလိမ့်မယ်ဒါကတော့ကျွန်တော် unboxing ကြီး review တွေမှာသူ့ရဲ့အရှိကိုပြန်ပြောပြပေးမယ်။ဂျာထဲမှာ 15T series တို့ HyperOS 3တို့ကိုမိတ်ဆက်နေရင်းနဲ့ကတ်တိုးလေးမိတ်ဆက်သွားတဲ့ဟာတစ်ခုရှိပါတယ်။အဲ့ဒါတော့ Redmi Pad 2 Pro ပါ။ Redmi Pad Pro လုံးကတော့ 5G version ကတခါတည်းထွက်လာပြီမြေဒီနှစ်မှာတော့ Redmi Pad 2 Pro ဆိုရင်တခါတည်း 5G version မှာကျင်ညာသွားတယ်အရင်ဆုံးတော့ကျွန်တော်ဥရောပမှာစတင် ရောင်းချဖို့များတယ်ပေါ့ screen size ကြီးကလည်းအကြီး12.1 inch ရှိတဲ့ Airstone display ကြီးနဲ့ကျွန်တော်တို့သုံးရမယ်။ battery ကြီးက1000 mAh ပါတယ်။စွမ်းဆောင်ရည်ပိုင်းနဲ့အတွက်ဆိုရင်လည်း 7S Gen 4ကိုသုံးပေးထားပြီး 33W fast charging နဲ့ ကျွန်တော်အားသွင်းရမယ်ဆိုပြီးတော့သူ spec အနေထားကိုဒီမှာပြထားတယ်အသေးစိတ်ကတော့ကျွန်တော်တို့အာဒီကောင် unboxing လုပ်တဲ့အချိန်မှာ ပတ်တူးနဲ့ပတ်သက်တဲ့ recap video ကိုတက်သက်ပြန်လုပ်ပေးပါမယ်ဒါကကျွန်တော်တို့ဘွဲမှာပြောထားတဲ့ဟာတွေကိုအတူချုပ်ပြောတာနောက်ထပ်က go collection ဆိုပြီးတော့ကျွန်တော်တို့ဟိုဟာ accessory ၃မျိုးမိတ်ဆက်သွားတာကိုတွေ့ရတယ်အဲ Xiaomi open bus လို့ခေါ်တဲ့ earbud ၃မျိုးကိုမိတ်ဆက်သွားတယ်ဈေးနှုန်းက အာကျွန်တော်တို့မြန်မာငွေနဲ့ဆို149ဆိုတော့9.6သိန်းဝန်းကျင်လောက်တော့ရှိမယ်အသံထွက်ကောင်းတယ်လို့ပြောသလိုတော်တော်လေးလဲဒီဇိုင်းအသားအနာလှပြီးတော့အသံထွက်ကောင်းတယ်ဆိုတော့ထုံးစံတိုင်းသူတို့ကြော်ညာတယ်။နောက် what s4 ကိုလည်းတော်တော်လှတဲ့ go color ဒီဇိုင်းနဲ့ရမယ်။ဒီကောင်ကလည်းဈေးနှုန်းက go edition ကိုဝယ်ရင်မြန်မာငွေနဲ့ဆို10သိန်းဝန်းကျင်လောက်တော့ရှိနိုင်တယ်။ဒါဥရောပဈေးတွေပါနော်။ကျွန်တော်တို့ကဟိုကျွန်တော်တို့မြန်မာပြည်မှာဝယ်ရမယ်ဈေးတော့မဟုတ်ဘူး။နောက်ထပ်ကကျွန်တော်တို့ Xiaomi Smart Band Dance ဆိုပြီးတော့ accessory ၃မျိုးကိုမိတ်ဆက်ပေးသွားပါတယ်။ဒါကကျွန်တော် Xiaomi 15T series ပွဲတစ်လျှောက်လုံးမှာမိတ်ဆက်ခဲ့တဲ့ abroad တွေရဲ့ 15T series ရဲ့ recap video လေးကိုပြောပြပေးသွားတာဖြစ်ပါတယ်။ video ဒီမှာလည်းအဆုံးသတ်ချင်ပါတယ်။နောက်ရကြမှာ Xiaomi 70 series မိတ်ဆက်တာနဲ့ပြန်လာခဲ့ပါမယ်။အားလုံးဘိုင်ဘိုင်ပါ